သားလူပြစ်တဲ့အဓိကအကြောင်းရင်းကလည်းအဲ့ဒါပဲဗျငွေပေးလိုက်တော့ဆေးဖို့ပဲချင်းချင်းဗာပဲလို့လို့အကျွေးပဲဆက်ဆက်လေးဒီလူနာတယောက်အတွက်အဆင်ပြေသွားရင်ပြီးတော့ပေါ့ငွေစည်းရှိရကြားပြန်နေရှိတယ်အကုန်လုံးဗျာဖုန်းဆိုင်ငွေစည်းအိမ်လာပို့နေခဲ့ဗျာအဲ့တော့ပျက်စီးစရာလမ်းကြောင်းများနေတဲ့အချိန်မှာမအောင်မြင်သေးရင်တော့အော်ငါမပျက်စီးအောင်နေနိုင်ဆိုရင်တော်တော်အောင်မြင်နေပြီလို့ကျွန်တော်ပြောချင်တယ်ဒီမှာတိုင်းပြောရရင်ရှင်သန်ရတာပိုခက်ခဲပါတယ်ဒီဒီကလာကြီးကဒါမဲ့လည်းကျွန်တော်ရှင်သန်ဖို့လိုအပ်တယ် ျွန်တော်ရှေ့သုံးအုပ်ကတော့ရောင်းထားသမျှငွေတွေကိုရောင်းမိမှာပဲလာလူอ่ะပေါ့နော်အဲဒီနေ့ကတော့နည်းနည်းဟိုကျွန်တော်လည်းအလုပ်လေးအဆင်ပြေတော့ကျွန်တော်အလုပ်အဆင်ပြေပြန်လူရယ်လေအဲ့ဒါလည်းအလုပ်လေးလည်းအဆင်ပြေရလဲပါတော့ဒီစာအုပ်ကိုကြတော့စာအုပ်မိတ်ဆက်ပွဲကိုစာအုပ်ဆိုင်မှာမလုပ်တော့ဘူး ဒီတကယ်လိုအပ်တဲ့ဆေးဟိုမှာကျွန်တော်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 စာတွေကိုဖတ်ပေးရဲစာဖတ်တဲ့ဟိုညီကောင်မောင်နှမရဲ့ရှိရဲသူတို့ကျွန်တော်ပို့စလေးတင်ပြီးအားလုံးစုပြီးတော့ဒီမှာကျွန်တော်ပုစံလူမှာဒီဆေးဟိုတကယ်လုံးမှာ ရှိရဲလူတွေအားလုံးတက်ဈေးကိုလှူတာပေါ့နော်အဲကျွန်တော်ဆင်းတောင်းလိုက်တော့ဆင်းတောင်းလိုက်တော့အားလုံးပေါင်းအယောက်290ရှိတယ်294ယောက်ပေါ့နော်အ294ယောက်စာကိုတယောက်တသိန်းလုံးနဲ့ကျွန်တော်လာလူမယ်လူရင်းနဲ့ပဲဒီမှာစာအုပ်မိတ်ဆက်ပွဲလေးလုပ်မယ်ဆိုပြီးတော့စာအုပ်မိတ်ဆက်ပွဲကိုထူးထူးဆန်းဆန်းဒီလိုဆေးဟိုလေးမှာလုပ်ပြသွားတာဗျာ မနစ်ကလည်းဟိုကကျွန်တော်နောက်ဆုံးဒီထွက်သားရဲ့စာအုပ်ပေါ့နော်ဒီ love စာအုပ်ထွက်တဲ့ပတ်စံအမြတ်ကတင်း300ရှိတယ်အဲတုံးတင်း300နဲ့ဒီဆေးရုံတရုံလုံးစာကျွန်တော်လာလူဘူးတယ်ဗျကျွန်တော်ကြတော့ ဒီလိုစိတ်ဝင်လေလူရတာပို့ပြီးသဘောကျတယ်တကယ်လည်းထီရောက်တယ်လို့ခံစားရပေါ့နော်ပြီးတော့ကျွန်တော်ကိုကြည်နေတဲ့တချို့အတွက်လည်းကျွန်တော်ရှေ့မှာလှုပ်ပြခြင်းအပြင်သူတို့လည်းဩဒီမှာစိတ်ဝင်မှာလူလို့ရပါလားဆိုတော့စိတ်လေးနဲ့ပေါ့နော်လာလူလို့ရအောင်လို့အဲဒီမှာလှုပ်ပြတာပါဗျငွေသားလူပြတဲ့အဓိကအကြောင်းရင်းကလည်းအဲ့ဒါပဲဗျငွေပေးလိုက်တော့စေဖို့ပဲချင်းချင်းပါပဲလို့လို့အကျွေးပဲဆက်ဆက်လေးဒီမှာလူနာတယောက်အတွက်အဆင်ပြေသွားရင်ပြီးတော့ပေါ့ထမင်းကျွေးတာတော့ဘာလို့ကြောက်ခဏလေးနဲ့ပြီးတော့မှာပေါ့နော်ကျွန်တော်တော့ငွေသားလေးတက်နိုင်တော့ငွေသားလေးပဲလူဖို့ဆုံးဖြတ်ဖြစ်တာဗျာ ဒီ294အောက်အတွက်ကစာအုပ်မြန်ဝင်မို့ကျွန်တော်ရဲ့တသက်ကိုပိုင်ငွေပေါ့နော်အခုကစာအုပ်ကအခုမှစထုတ်တာအမြတ်မရသေးဘူးကျွန်တော်တို့ဒီအရင်နေနဲ့စပြီးရောင်းနေပေါ့နော်အုပ်3000လောက်တော့ရောင်းအောင်ပြီကျွန်တော်1000လောက်တော့ရိုက်ထားတယ်ဗျအဲ့တော့အရင်တော့စာအုပ်ရောင်းပြီးမှပဲရတဲ့အမြတ်ကိုလှူလိုက်တယ်ဒီတစ်ခါတော့ထူးထူးဆန်းဆန်းဖြစ်သွားအောင်လို့ကျွန်တော်အဆင်ပြေနေရဆိုတော့ကြိုပြီးလှူလိုက်တယ်နောက်တော့မှပဲကျွန်တော်စာအုပ်ကရောင်းရအောင်ပြင်လိုက်မယ်ပေါ့နော်လူနိုင်ဆော့ဆော့ရပါပါဗျာဟုတ်ကျွန်တော်စာအုပ်စုပေါင်း၄ဦးထွက်တယ်ပေါ့နော် ရောင်းသွန်းတော့ဟုတ်ကကြတော့သူကစိတ်သက်သာပြီးလမ်းပြောင်းနေတဲ့သူကြီးကျွန်တော်ကိုယ်တိုင်တက်တည်ခြင်းနဲ့စိတ်ဖြစ်နေတော့ကဒီ situation ကိုဘလို့ overcome ဖြစ်အောင်လုပ်မလဲဆိုရေးရင်းနဲ့ရေးခဲ့တာအပေးတာပေါ့နော်ဒုတိယ piece ကကြတော့ဒုတိယအဆင့်အဲ့ဒါနောက်တစ်နှစ်မှာထွက်တယ်အဲ့ဒါကြတော့ကိုယ့်ကိုယ်စိတ်ချမ်းသာအောင်ရင်နေကိုယ့်ဘဝကိုတည်ဆောက်မဲ့အကြောင်းရေးတယ်ပြီးတော့ love ကကြတော့တတိယအဆင့်ပေါ့ကိုယ့်ကိုယ်အဆင်ပြေပြီဆိုရင်သူတပတ်ကိုချစ်ပါကိုယ့်ကိုယ်ချစ်ပါဆိုတဲ့အကြောင်းလေးရေးထားတယ်အဲ့ဒီအခု trust တဲ့ trust ကကြတော့စီးပွားရေးအကြောင်း ဟိုဒီကာလာကြီးမှာအဆင်ပြေနေရဆိုတဲ့အကြောင်းကိုပြောရတာလဲအားနာပါတယ်ဒါပေမဲ့ကိုကိုရိုင်းအဆင်ပြေမနေဘဲနဲ့လည်းအဆင်ပြေတဲ့အကြောင်းကိုစောင့်ရေးလို့မရအောင်လေเนาะအဲ့တော့ကျွန်တော်အဆင်ပြေအောင်ကျွန်တော်ဘလို့လှုပ်ရှားလဲရုန်းကန်လဲဘလို့စီးပွားရေးတွေလှုပ်လဲအဲ့အကြောင်းလေးတွေကိုကျွန်တော်ကယုံကြည်မှုပုံမှာတိဆောက်ပြီးတော့ဟိုကျွန်တော်ဒီဒီတာမန်အဆင်ပြေတဲ့ဘဝကိုရောက်ခဲ့တယ်ပေါ့ဗျာ တော့အဲယုံကြည်မှုကိုတိဆောက်ပြီးတော့ဘလို့ဘလို့လုပ်ငန်းတွေလုပ်ကြရင်လည်းပြောဆိုလေးတွေအဲရောင်းဝယ်ပုံလေးတွေကိုကျွန်တော်ဒီဆောက်ထဲမှာရေးပေးထားတာဖြစ်ပါတယ်ဗျအဓိကကဒီဆောက်ဘလို့လူတွေဖတ်တင်နေတော့လူငယ်ပေါ့နော်ဟိုကျွန်တော်တို့လိုဗျဟိုတောတောင်းနောက်ခံလည်းမရှိဘူးမိဘ background လည်းမရှိဘူးတုံညာစားရမယ်တုံညာစားမှရင်းနှီးငါတို့ဘယ်ရရမှာလဲ အရင်ကြီးကိုဘယ်လိုရှားမလဲဆိုတဲ့အကြောင်းကျွန်တော်ကျွန်တော်ကျွန်တော်ဟိုဒါဆရာကြီးလောက်တာလည်းမဟုတ်ကျွန်တော်ဖြတ်တန်းခဲ့ရတဲ့အတွေ့အကြုံကိုကျွန်တော်ပြန်ချပြတာ sharing လုပ်ပေးတာကျွန်တော်တို့ကဒါတာဒါတွေဒီလိုလုပ်ပြီးကျွန်တော်ဘယ်လိုစုတယ်ပြီးတော့အယောင်းဝယ်တွေဘယ်လိုလုပ်တယ်အယောင်းဝယ်မှာဘယ်လိုပြောမယ်ဆိုမယ်လုပ်မယ်ကံအဲ့တော့ခုကအလုံးစားလုပ်မဲ့လူငယ်တွေတော်တော်အဆင်ပြေတယ်ဟိုလိုဆရာကြီးတွေတကယ်တထေးကြီးတွေတော်တော်ဒီစားကဟာတာပါပဲအဲကျွန်တော်တို့လိုမဘာမှမဟုတ်တဲ့ဘဝကနေပြီးအဆင်ပြေတဲ့ဘဝလေးကိုကျွန်တော်ဘယ်လိုရအောင်လုပ်ခဲ့ရဆိုရင်မှတ်တမ်းလေးသဘောပေါ့နော်အားလေးကိုဖတ်ချင်းရပြီး အခုမှအလုံစားလုံးမဲ့လူငယ်လေးသူအလုပ်ပေါ်မှာဘယ်လိုစဉ်းစားထားရမလဲပြောဆိုရောင်းဝယ်တွေမှာဘယ်လိုလုပ်ရမလဲကျွန်တော်ဆိုဗျာဒီစောက်ထဲမှာဆိုပြွင့်ပြွင့်လင်းလင်းနေပဲအကုန်ရေးထားတယ်ကျွန်တော်ဘလောက်ချုံးခဲ့တယ်ဘလောက်မြတ်ခဲ့ရအစား detail အစားကျွန်တော်ရေးပြတာရေးပြတာဗျာအဲ့တော့ဖတ်ကြည့်ရင်တော့ဒီပါလိမ့်မယ်လူငယ်တွေအတွက်တော့ဒါအကျိုးရှိမယ်လို့တော့ကျွန်တော်ခံစားရပါတယ်တချို့အတွက်တော့အကျိုးရှိမှာပါဗျာဟုတ်ကျွန်တော်လည်းလူငယ်ဘဝလာပဲပေါ့နော်ကျွန်တော်လူငယ်ဘဝတော့ကျွန်တော်သူများတွေအားကြတယ်အရှင်ပြင်းနေတဲ့သူတွေအားကြတယ်အရှင်ဦးမှာကြောင်းသားတဲ့တဲ့သူငယ်ချင်းတွေကိုအားကြတယ်မိဘ ကားဝယ်ပေးနိုင်တဲ့လူတွေကိုအားကြတယ်အများကြီးကြည့်ပြီးကျွန်တော်အားကြခဲ့ရတယ်ကျွန်တော်ကျွန်တော်တို့ခက်ကစိတ်တက်ကြစရာနည်းတယ်ဗျဒီခက်မှာစိတ်တက်ကြစရာပုံများတယ်ဘာလို့ဆို online နေဖြစ်လာတဲ့ international တွေကျွန်တော်မြင်လာတယ်ဟာသူများနဲ့ဘောလုံးသမားတယောက်ရဲ့ဝင်ငွေကတရက်ဝင်ဝင်ရငေါတသက်လုံးချိုင်းတော့မရဘူးဆိုတော့စိတ်တက်ကြစရာအများကြီးပဲအဲ့တော့အဲ့ဒါတွေလိုက်မတွင်းနေဗျကျွန်တော်ပြောချင်တာကို့ဘွားပဲကိုတွေးသူ့သူရှိတာသူ့ပစံဗျကို့မှာရှိမှကို့ပစံအဲ့ဒါကိုထိုင်စိတ်တက်ကြနေလို့ဘာမှဖြစ်မလာဘူးအဲ့အတွက်အကောင်းဆုံးကတော့ကို့ဘွားကိုအရင်ဆုံးတိဆောက် ိတ်သက်ကြเสียလည်းမလို့ဒီကေကြီးမှာတော့ကျွန်တော်အားပေးမယ်ဒီကေကြီးမှာမပြက်စည်းအောင်နေနိုင်ရင်တော်တော်အဆင်ပြေနေပြီဗျ။ဘာလို့ပြက်စည်းစရာလမ်းကြောင်းတွေအများကြီးပဲဗျာ။ဖုန်းလေးတစ်လုံးလုပ်လိုက်တာနဲ့ online game တွေရှိတယ်၊မွေးစေးရှိတယ်၊ကြားပြန်နေရှိတယ်။အကုန်လုံးဗျာဖုန်းဆိုင်မွေးစေးအိမ်လာပို့နေခက်ဗျာ။အဲ့တော့အဲ့လောက်ကြီးပြက်စည်းစရာလမ်းကြောင်းများနေတဲ့အချိန်မှာမအောင်မြင်သေးရင်တော့အော်ငါမပြက်စည်းအောင်နေနိုင်ရင်ဆိုရင်တော်တော်အောင်မြင်နေပြီလို့ကျွန်တော်ပြောချင်တယ်ဗျာ။အဲ့တော့အရင်နဲ့စိတ်ဓာတ်မကြပါနဲ့။တခုမဟုတ်တခုတော့လုပ်နေပါ။ လုံနေနဲ့လမ်းကြောင်းတစ်ခုပေါ်ရောက်သွားရင်အချိန်တိုင်းအဆင်ပြေလာပါလိမ့်မယ်လို့အဲ့လေအပိတ်ချင်ပါတယ်ဗျာအဲ့ဆူဆိုင်လုံဖို့လုံဒီတလောက်အဲ့လုံတဲ့ case တွေများတယ်ဗောနော်ကျွန်တော်အမြင်ဗောနော်ကျွန်တော်ကျွန်တော်ကြောသူများဘယ်လိုတွေးလဲတော့မမြင်ဘူးကျွန်တော်တွေးတော့တော့ကျွန်တော်နောက်ဆုံးဟုတ်ပြီအားလုံးကြွေးလည်းရမ်းများပြီတိုင်လည်းပတ်နေပြီကွာနေလည်းမနေချင်တော့ဘူးဆိုတဲ့အချိန်မှာနောက်ဆုံးဘာဝဲပြန်စဉ်းစားလဲတော့ခြံခဲ့မဲ့သူတွေပဲကျွန်တော်စဉ်းစားတယ်ကျွန်တော်မိဘကြီးရန်ခံစားပါဗျာတသက်လုံးမြာကျွန်တော်အတ္တကြီးဒီကောင်းဆံပြီးကျွန်တော်ဒီလောကကြီးကိုနှုတ်ဆက်သွားရင် နောက်ပိုင်းမှာကျွန်တော်ဒီမှာဒီရေဒီရအောင်ပြုစုပြောဆောင်ခဲ့တဲ့မိဘတွေဘလောက်ယင်ကွဲမလဲပြီးတော့သူတို့ဘသူတွေကသူချားလူတွေကဘလို့ပြောမလားသူသားကလေကျွေးရများလို့တက်သေးွားတယ်ဟာပရက်ရှာရများလို့ဒီကောင်လေးတက်သေးွားတာအဲ့ဒါကြီးကိုတွေးပြီးတော့ကျွန်တော်အဆင်မပြေတော့ဘူးငါတူအောင်ဆန်လို့မရအောင်အဲ့တော့ဟိုအမှန်တိုင်းပြောရင်ရှင်တန်းရတာပိုခက်ခဲပါတယ်ဒီဒီကလာကြီးကဒါပေမဲ့လည်းကျွန်တော်ရှင်တန်းဖို့လိုအပ်တယ်ကျွန်တော်တို့ကတော့ကျွန်တော်ပိုးစပ်ပတ်ဆက်ခံတဲ့ဒုက္ခတွေခံတဲ့ဟိုအဲ့လိုဘဝတွေဖက်တန်းပြီးတော့မှ ပြန်အဆင်ပြေတဲ့ဘဝလေးကိုရောက်လာအဲအကြောင်းလေးကိုကျွန်တော် hope စာအုပ်ထဲမှာလည်းရေးပေးထားတယ် piece ထဲမှာလည်းရေးပေးထားတယ်ဒါအဆင်မပြေခဲ့စဉ်ကာလရေပေါ့နော်အဲအဲ့တော့ကျွန်တော်ပြောချင်တာကတော့လက်မလျှော့ပါနဲ့လက်လျှော့စရာလည်းဟိုအောင်ဖြစ်ပါဦးကျွန်တော်လိုဘာမှမဟုတ်တဲ့လူတယောက်တောင်အဆင်မပြေတဲ့ဘဝနေပြေးလာတာဒီကညီကိုမောင်နှမလည်းအဆင်ပြေလာမယ်လို့ယုံကြည်ပါတယ် just just don't give up ပြော